နေစဉ်ဒေသနာဝေငှချင်းအစီအစဉ်မှာအလုံးကိုသခင်ယွှန်းနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်လို့ဤနှုတ်ကပတ်တော်မြတ်ကိုနေရာဒေသအသီးသီးမှခံယူကြတော့ဓမ္မမိတ်ဆွေအယောင်စီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းပမာဏအနေဖြင့်ပြောပြပါစီကျွန်တော်ယနေ့တရက်တာအတွက်မိမိရဲ့အသက်တာကိုတည်ဆောက်မိနှုတ်ကပတ်တော်မြတ်ဤတော်စင်က ဘယ်သူဤအလိုတို့လိုက်မလဲဒီနကပတ်တော်ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ခြေပြုတမကျန်းစာကကပတ်တော်မြတ်တပိုက်ကိုဖတ်မှာဖြစ်ပါတယ်ဂလာတိခန်းကြီး1အခန်းငယ်30အကြောင်းမူကားယခုတွင်ဓာသည်လူဤအလိုတို့လိုက်သလောဖျားသခင်အလိုတို့လိုက်သလောလူတို့ကိုစိတ်နူးညွတ်စေခြင်းကရှာကြံသေးသလော လူတို့ဤစိတ်ကိုနူးညွတ်စေခြင်းကရှာကြံသေးလျှင် ခရစ်တော်ဤအစီကံကြုံမဟုတ်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်မြတ်ကိုပြန်လည်ဆင်ခြင်ခွန်အားယူသည့်အခါမှာတမန်တော်ကြီးရှင်ပေါလုကပြက်သားစွာဖြင့်ဟောတင်ဆုံးမပါ ယခုတွင်ငါသည် လူဤအလိုသို့လိုက်သလားဒါမှမဟုတ်ဖျားသခင်အလိုသို့လိုက်သလားဆိုတာကွဲကွဲပြားပြားဖော်ပြထားပါဒီနေ့သူ့ရဲ့အတ္တတာမှာလူဤဆန္ဒကိုလိုက်လျောမယ်ဆိုလို့ရှိရင် သူဟာသခင်ရှိခရစ်တော်ရဲ့အစီကိုခံတော်ညာလဲအစီကံကောင်းမဟုတ်ဘူးလို့သူဟာဖော်ပြနေခြင်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့မျက်မှောက်ကာလမှာလဲကျွန်တော်တို့ရဲ့နှင်းစင်အသက်တာသည်လူတွေရဲ့နှစ်သက်ဖို့လူတွေရဲ့အကြိုက်ကိုပဲဟောပြောတုံတင်ပြီးတော့လူတွေရဲ့ဆန္ဒကိုလိုက်လျောတော့သူမဖြစ်ဖို့အတွက်အမတမအရေးကြီးပါပဲ။ဖျားသခင်ဤနှုတ်ကပတ်တော်ကိုဝေငါသည့်အခါဖြစ်စေ။ မိမိရဲ့အတ္တကိုဤဆောင်သည့်အခါဖြစ်စေဖရာသခင်အကြိုက်လူအကြိုက်ဆိုပြီးတော့နှမျိုးရှိပါဒါကြောင့်မို့ကျွန်တော်တို့ကလူသားတွေရဲ့အကြိုက်ပဲအသက်ရှင်မလားသူတိမုံဖရာသခင်နှစ်သက်သောအတ္တနဲ့အသက်ရှင်မလားမိမိရဲ့အတ္တကိုအပေကဲ့သို့ဤဆောင်မလဲသင်မှာရွေးချယ်ပိုင်ပြီးရှိတယ်ဒါပေမဲ့တမန်တော်ကြီးရှင်ပေါ်လူကတော့ဖရာသခင်အလိုတော်အတိုင်းအသက်ရှင်တယ်လူတွေရဲ့အလိုတိုင်းသူသတ်မရှင်ဘူးလို့သ ကိုသူဖော်ပြတကယ်တို့ယနေ့သင်ရဲ့အတ္တတာဒီသင်ဘယ်လိုဖော်ပြမလဲဘယ်သူရဲ့အလိုတိုင်းသင်အသက်ရှင်မလဲချက်ကလီနဲ့ချက်အားဖြင့်ဆက်လက်ခွန်အားယူသွားမှာဖြစ်ပါတယ်ပထမတိတချက်ကတော့လူဤအလိုတို့လိုက်ယူအသက်ရှင်ခြင်းတရားသူကြီးမဆာအခန်းကြီး1အခန်းငယ်35သူတို့သည်ထွက်သွားလိရာရာ၌သာရဖျားပိတ်မှုချိန်ဆိုသည့်အတိုင်းလက်တော်စီအတာနေပြီအလိုဆင်းရဲခြင်းတို့ရောက်ကြ၏ ကျွန်တော်ဒီအချက်ကိုကြည့်တဲ့အခါမှာယောရှုလက်ထက်မှာလူတွေရာဆိုလို့ရှိရင်ဖျားသခင်ကိုကိုးကွယ်မှုကြော့နေလာပါတယ်ပထမယောရှုအသက်ငယ်စဉ်ကာလတုန်းကတော့เนาะလူတွေဟာဖျားသခင်ကိုသာဝိပုကိုးကွယ်ကြတယ်တပ်သူကြီးတွေကာလရောက်လာပြီးအခါမှာကြတော့လူတွေဟာเนาะဖျားသခင်ကိုစုံပြီးတော့ဘာလဖျားအာရှာတရက်ဖျားတို့ကိုကိုးကွယ်တယ်ဆိုတာတွေ့ရပါ ဒါကြောင့်ယောရှုကတင်တို့သည်ဤကဲ့သို့အသက်ဆက်ရှင်မယ်ဆိုလို့ရှိရင်သာရဖျားမိမှုကျင်းဆိုသည့်အတိုင်းလက်တော်အစီတားနေတွေ့ရနိုင်မယ်။တနည်းအားဖြင့်တင်တို့သည်ဆင်းရဲဒုက္ခရောက်နိုင်မယ်လို့ပြောပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ယနေ့ယောရှုလက်ထက်မှာဖျားရဲ့အလိုကိုမလိုက်ဘဲနဲ့သူ့ရဲ့အလိုကိုလိုက်တဲ့အသက်တာသည်အလိုဆင်းရဲခြင်းသို့ရောက်မယ်လို့ဒီလင်းပြောပြထားပါ ဒါကြောင့်သိဉ္ဇအတ္တတာဒီလေယခုမျက်မှောက်ကာလမှာလူဒီအကြိုက်တိုက်ပြီးအသက်ရှင်သလားလူဒီမဟုတ်ဖျားသခင်နှစ်သက်လို့တော့အတ္တတာနဲ့အသက်ရှင်သလားသင်ဒီကြာကြာနာနာအင်ချတတ်ဖို့အရေးကြီးပါလေဒုတိယအချက်ကတော့ဖျားသခင်လူတိုင်းအသက်ရှင်ခြင်းတရားသူကြီးမဆာအခန်းကြီး6အခန်းငယ်25ခါမှာဘာလဖျားဤရှစ်ပလင်တို့ကိုဖြူဖြဲ့၍ ယစ်ပလင်အနားမှာရှိသောအာရှာရပင်ကိုခုတ်လဲလိ။ဒီအချက်ကိုကြည့်ချင်အပြီးဂီတောင်ရဲ့အတ္တာမှာတချို့သောလူမျိုးတော်တွေရဲ့အတ္တာသည်လူတွေရဲ့အကြိုက်ကိုလိုက်ပြီးတော့တခြားသောဖျားတွေကိုဝိပုပ်ကွယ်တာရှိပါလေ။ဒီအတွက်ကြောင့်အဲ့ဒီလိုမဖြစ်ဖို့ရတဲ့ဂီတောင်ကမမမမယက်တည်ပြီးတော့ဘာလာဖျားတွေရဲ့ယစ်ပလင်တွေကိုဖြိုဖျက်တယ်။ယစ်ပလင်အနားမှာစိုက်ထားတဲ့အာရှာရပင်တွေကိုလည်း ထုတ်လေတယ်ဆိုတာတွေ့ရတယ်။ဒီအချက်ကိုကြည့်ချင်အားဖြင့်ဒုရယဂိတောက်ကိုအင်မတန်မှဆန့်ကျင်တာ။တနည်းအားဖြင့်သူတို့ရဲ့အတ္တတာသည်လူအကြိုက်ကိုလိုက်ခြင်းကြောင့်ဂိတောက်ရဲ့လုံရက်ကိုဆန့်ကျင်ရင်းဖြစ်တယ်။အမှန်တကယ်ဂိတောက်လုံရက်ကမှန်ပါပဲ။ဖရာသခင်အတွက်အကောင်းဆုံးအသက်ရှင်တတ်သောသူတွေဖြစ်ဖို့အတွက်ဂိတောက်သည်ရဲဝင့်စွာဖြင့်လှူဆောင်နေတယ်ဆိုတာတွေ့ရပါပဲ။အကြောင်းမို့ရှင်နေ့တင့်ရဲ့အတ္တတာသည်ဖရာသခင်ဤအလိုတော်နှင့်အသက်ရှင်တတ်သောအ ဖြစ်ခြင်းကအမတမအရေးကြီးပါတယ်လူအကြိုက်တဲ့ဖျားသိင့်ကိုနစ်သက်သောအတ္တတာဖျားကြိုက်သောအတ္တတာဖြစ်ဖို့အရေးကြီးတယ်ဒါကြောင့်မို့ဒီနေ့နှုတ်ကပတ်တော်မြတ်ခေါင်းစဉ်ပြီးဘယ်သူဤအလိုတို့လိုက်မလဲတစ်တစ်ချက်လူတွေရဲ့အလိုကိုလိုက်ပြီးဒီလူတွေရဲ့အကြိုက်တိုင်းသက်ရှင်မလားတို့ဒီမဟုတ်ဖျားသခင်အလိုတော်တို့လိုက်ပြီးတော့ဖျားသခင်အကြိုက်သက်ရှင်မလားသင်ရွေးချယ်ခွင့်ရှိပါတယ် ဒါပေမဲ့တင်းရဲ့အတ္တကိုဖျားသခင်အလိုတိုင်းအသက်ရှင်ပါလို့ကျွန်တော်ဝေငါကြည့်ဤကုန်ချုပ်ပါတယ်ဒီနောက်ဘတ်တော်မြတ်အဖြစ်တင်းအားဖျားသခင်အစဉ်အမြဲကောင်းချီးပေးပါစေအာမင်